အပိုင်းကိန်းအပိုင်းကိန်းဆိုတာအရာဝတ္ထုတစ်ခုခုကိုပိုင်းဖြတ်လိုက်ပြီးတော့ပေးလိုက်တဲ့ပမာဏသို့မဟုတ်ကျန်ရှိတဲ့ပမာဏကိုဖော်ပြသောကိန်းစဉ်တစ်ခုဖြစ်တယ်။ဒီမှာဆိုလို့ရှိရင်ပီဇာလေးရှိပါတယ်။ပီဇာလေးကိုတစ်ပိုင်း၊၂ပိုင်း၊၃ပိုင်း၊၄ပိုင်းဖြစ်ပိုင်းလိုက်ပြီးတော့ဒီဘက်မှာတစ်ပိုင်းဖြစ်ဖော်ပြထားပြီးတော့ဒီဘက်မှာ၃ပိုင်းဖြစ်ဖော်ပြထားပါတယ်။ပီဇာတစ်ခုရှိပါတယ်။၄ပိုင်းပိုင်းလိုက်ပြီးတော့တစ်ခုစားလိုက်မယ်။ဆိုရင်၃ခုကျန်ပြီးတော့၃ခုစားလိုက်မယ်ဆိုရင်တော့တစ်ခုကျန်ပါတယ်။ဒီလေးဒီအားလေးကိုဖော်ပြမယ်ဆိုရင်ပိုင်းလိုက်တော့အစိပ်ပိုင်းက၄ပိုင်းပါ။ ကျန်ရှိတဲ့အစိပ်ပိုင်းကလည်း၄ပိုင်းစလုံးပါအဲ့တော့၄ပိုင်း၄ပိုင်းကိုဖော်ပြနိုင်ပါတယ်အဲ့တော့၄ပိုင်း၄ပိုင်းမှာအပေါ်ဟာလီကအပိုင်းဝီပါအောက်ကဟာလီကအပိုင်းခြေပါဒီဟာလီကတော့အပိုင်းမြင်းလေးပါပိုင်းခြေဆိုတာပိုင်းလိုက်တဲ့ပမာဏကိုပြောတာပါပိုင်းငွေဆိုတာကတော့တုံးလိုက်တဲ့ပမာဏသို့မဟုတ်ကျန်ရှိတဲ့ပမာဏကိုပြောချင်တာပါကျန်ရှိတဲ့ပမာဏတုံးလိုက်တဲ့ပမာဏလို့ဘာလို့နှစ်ခုလုံးဖြစ်ရလဲဆိုရင ၄ဘိုင်းတစ်ဘိုင်းဆိုတာဒီပုံဝင်ရဒီပုံရ၄ဘိုင်းတစ်ဘိုင်းဆိုတာကစားလိုက်တဲ့ပမာဏဖြစ်ပြီးကြံရှိတဲ့အပိုင်းအနေနဲ့ဆိုလို့ရှင်တော့၄ဘိုင်းသုံးဘိုင်းနဲ့ဖော်ပြရအောင်မှာဖြစ်ဖြစ်လို့ဖြစ်ပါတယ်။ရောင်းမြန်ပြန်ပြောရမယ်ဆိုရင်တော့၄ဘိုင်းသုံးဘိုင်းစားလိုက်ရင်၄ဘိုင်းတစ်ဘိုင်းကြံရှိတယ်လို့လည်းဖော်ပြလို့ရတယ်အတွက်ကြောင့်မလို့ဘိုင်းအပိုင်းကိန်းဆိုတာကကြံရှိသောပမာဏကိုသုံးလိုက်သောပမာဏကိုဖော်ပြလို့ရတဲ့အရာလေးဖြစ်ပါတယ်။ လေးပိုင်းတစ်ပိုင်းဆိုတာကကုံသွားတဲ့ပမာဏမှာတစ်ပိုင်းလို့ပြောရလို့ပြောလို့ရတယ်လို့ကြံရှိသောပမာဏတစ်ပိုင်းလို့လည်းပြောလို့ရပါတယ်ဟုတ်ကဲ့လေးပိုင်းတစ်ပိုင်းကိုကုံသွားသောပမာဏတစ်ပိုင်းအဖြစ်ဖော်ပြမယ်ဆိုရင်တော့ကြံရှိတဲ့အပိုင်းကိုလိုချင်ရင်ပိုင်းချီပိုင်းထားတဲ့ပမာဏအရေအတွက်ကိုတီးပြီးတော့ပိုင်းဝေတုံးလိုက်တဲ့ကုံသွားတဲ့ပမာဏကိုနှုတ်လိုက်မယ်ဆိုရင်ကြံရှိတဲ့ပမာဏ၃ပိုင်းရပါတယ် ပိုင်းဝေမတူအပိုင်းကိများနိုင်ရှင်ချင်းပိုင်းဝေမတူဘူးတို့တို့တော့ပိုင်းကြီးတူနေပါမယ်အဲ့လိုပိုင်းကိတွေကိုကျွန်တော်တို့ကနိုင်ရှင်ကြပါမယ်ပီဇာတစ်ချက်ကိုပဲကျွန်တော်တို့၄ပိုင်းပိုင်းထည့်လိုက်ပါမယ်ပထမတရပထမတစ်ချိန်မှာပီဇာတစ်ချက်ကို၄ပိုင်းပိုင်းပါမယ်တစ်ချက်စားလိုက်ပါမယ်ဒုတိယချိန်မှာနောက်ထပ်ပီဇာတစ်ချက်ကို၄ပိုင်းပိုင်းပါမယ်နှစ်ချက်စားလိုက်ပါမယ်ဒါဆိုရင်ပထမပု္ပ္ပစာအတွက် စားလိုက်တဲ့ပမာဏဟာ၄ဘိုင်းမှာတစ်ဘိုင်းမှာဒုတိယပု္ပ္ပာအတွက်စားလိုက်တဲ့ပမာဏဟာ၄ဘိုင်းပိုင်းတာမှာနှစ်နှစ်ချက်ပါနှစ်ဘိုင်းမှာဒါကြောင့်စားလိုက်တဲ့အခုရေကိုကျွန်တော်တို့ရည်တွက်ကြရအောင်စားလိုက်တဲ့အခုရေဆိုတာဟာပိုင်းဝေမှာရှိတဲ့ပမာဏလေးတွေပါအဲ့ဒီတော့နံပါတ်၁အတွက်စားလိုက်တဲ့ပမာဏဟာတစ်ခုပါနံပါတ်၂အတွက်ကစားလိုက်တဲ့ပမာဏဟာနှစ်ခုပါ1နဲ့2နဲ့မှာ2ခါတက်ထပ်ပို့ပြီးတော့ကြီးပါတယ်ဒါကြောင့် နှစ်ဆိုတဲ့ခဏန်းလေးဟာ၄ဘိုင်း၂ဘိုင်းမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့၄ဘိုင်း၂ဘိုင်းဟာတစ်ဆိုတဲ့၄ဘိုင်း၂ဘိုင်းထက်ပိုပြီးတော့ကြီးပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အလုံးလေး၄လုံးရှိပါတယ်။အလုံးလေး၄လုံးရှိရမှာ အလုံးလေး၃လုံးကို စားလိုက်မယ်ဆိုရင်နောက်ထပ်အကျဉ်၃ကျဉ်စားဖို့ကြံရှိနေပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့အလုံးလေး၄လုံးကိုစားလိုက်မယ်ဆိုလို့ရှိရင်တော့နောက်ထပ် အလုံးလေးနှလုံးစားစားလို့ရမယ့်အကြိမ်ကြီးဟာနှစ်ကြိမ်ပဲရှိပါမယ်စုစုပေါင်းနှစ်ကြိမ်ပဲရှိပါမယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အလုံးလေးလေးလုံးရှိတယ်အလုံးလေးတစ်လုံးကိုစားလိုက်မယ်ဆိုလို့ရှိရင်အလုံးလေးသုံးလုံးကြံပါလေတစ်ကြိမ်ကိုတစ်လုံးစီစားမယ်ဆိုရင်၄ကြိမ်စားလို့ရပြီးတော့အလုံးလေးလေးလုံးရှိတဲ့အချိန်မှာတစ်ကြိမ်ကိုနှစ်ကြိမ်နှလုံးစီစားမယ်ဆိုလို့ရှိရင်တော့နှစ်ကြိမ်သာစားလို့ရမှာဖြစ်ပါတယ် ။ဒါကြောင့်စားလို့ရတဲ့အချိန်ရေအတွက်စားလို့ရတဲ့အချိန်ရေအတွက်နှစ်ခုကိုနှိုင်းရှင်မယ်ဆိုလို့ရှိရင်ဘယ်အပိုင်းကပိုပြီးတော့ကြီးတယ်လဲငယ်တယ်လဲဆိုတာကိုကျွန်တော်တို့ကခွဲခြားသိနိုင်မှာပါ။သို့တော့ဒီမှရမှာတစ်ခုဟာစားလိုက်တဲ့အရာကိုသာပြောခြင်းဖြစ်ပြီးကြံတဲ့အရာဆိုရင်တော့ကျွန်တော်တို့ကပြောင်းပြန်ပြင်ဖြစ်သွားပါမယ်။ပြောချင်တာကစားလိုက်တဲ့အလုံးလေးဟာတစ်လုံးဆိုရင်ကြံတဲ့အလုံးကြီးဟာသုံးလုံးဖြစ်နေပြီးတော့ စားလိုက်တဲ့အလုံးကနှလုံးဆိုရင်တော့ကြံတဲ့အလုံးကြီးကနှလုံးပါဒါကြောင့်တလုံးစားလိုက်တဲ့အချိန်မှာ၃လုံးကြံပြီးတော့နှလုံးစားလိုက်တဲ့အချိန်မှာနှလုံးကြံတဲ့အတွက်ကြောင့်မလို့ကြံတဲ့အပိုင်းဆိုရင်တော့တလုံးစားတာကပို့ပြီးတော့ကြီးနေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်မိကုန်းလှဲ့လှဲ့မယ်ဆိုရင်ကြံတာလားသုံးလိုက်တာလားပေးလိုက်တာလားစသဖြင့်အတိအကျသိမှတ်ဖို့လိုပါလိမ့်မယ်။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်။